ြဲတို့ဘောင်ဆောင်ကားတို့ဘုန်းကားတို့အဲအဲ့လိုလူတွေတမနာဖြစ်ဖို့ကျွန်တော်ထပ်စူးစမ်းရအောင်နော်နော်နောက်ပိုင်းမှာလူငယ်ခေါင်းဆောင်တွေလူငယ်တန်မှုတွေကိုကျွန်တော်တို့မပြောချင်ပါဘူးမိုက်ကျဲအရင်မိတ်ဆက်ပေးပါလက်ရှိအခြေအနေလေးတွေဒီတီတာယူမုံနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဗာလေးလေးပေါ့နော်ဟိုဒီတီတာယူမုံဗာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒီကြာတစ်ခုကတော့တိုက်ပွဲတိုက်တိုင်းကျွန်တော်တို့သူ့ကိုရှာပေးမယ်တူတူပေါ့နော်အဲပြူစောလေးနဲ့ပဲတိုက်တိုင်းစစ်တပ်နဲ့ပဲတိုက်တိုင်းပေါ့အဲ့တော့သူဘလူကနေဘလူဖြစ်ပြီးတော့ပေါ့နော်အဲမင်းချက်ထခွင်းမှာပေါ့နော်အဲစေအုပ်စုလောကမှာပေါ့အဲစစ်ပြင်ဖြစ်နေလဲတော့မသိဘူးဒါပေမဲ့ညီတို့ကတော့အကောင်းထဲမှာမရှိပါဘူးတိုက်တဲ့ချိန်လာခဲ့လို့ရပါတယ်အခုသူတိုက် ရာဒုခရကစစ်တိုက်လို့မနိုင်တာမျိုးရဲ့စစ်ကြောင်းဌာနလေးတွေပဲရှိပါသေးတယ်။ဒါဌာနခွဲကြီးတွေဘယ်တော့ဌာနချုပ်စခန်းကြီးတောင်မဟုတ်ပါဘူး။အတာအိုတောင်မှဖုံးဆက်ပြီးညှိနှိုင်းရတဲ့အဆင့်ဆိုတော့ကျွန်တော်ညှိလို့နေတဲ့ကောင်းတယ်မရှိပါဘူး။ဒါအကူကြီးတို့ပါလားစဉ်းစားကြည့်လိုက်ပါလုံးနေတာပြပြီးတော့ကောင်းလို့ကြိုးစားတာမှဖြစ်ပါတယ်။တရားရုံကတော့ဆက်လာပြီးတော့ကျွန်တော်ကခေါင်းလေးကိုမရှိရဗျာ။အဲ့ဒါကြတော့ပြီးစုရှိမှတနည်းနည်းချင်းကျွန်တော်ဖန်ခေါ်လာခဲ့မယ်။ဖန်ခေါ်လာနိုင်အောင်လည်းကြိုးစားမယ်။အဲ့တော့ညီတို့ဂရီပေးတယ်။လောလောဆယ်နေထားမှလည်းညီတို့အကောင်းဆုံးကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သူသိစေချင်ပါတယ်။ပြည်သူစိတ်ဓာတ်မကြသေးချင်ပါဘူး။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြင်းချန်နယ်မှာစောင်းကြွနေတဲ့တီတာယုံမုံကိုအရှင်ဖန်းစီနိုင်ရေးအပူတပြင်းလှုပ်ဆောင်နေတယ်လို့ဘိုးမိုက်ခဲပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမိုက်ခဲတို့ဘောင်စောင်းကားတို့ဘိုးနဂါတို့အဲအဲ့လိုလူတွေတမနာဖြစ်ဖို့ကျွန်တော်ထပ်ချိုးစားရအောင်နော်နော်နောက်ပိုင်းမှာလူငယ်ခေါင်းဆောင်တွေလူငယ်တပ်မှုတွေကိုကျွန်တော်တို့အဲဘိုးမိုက်ခဲဘုံကတော့ဒီ live မပြောခင်မှာအကြံပြုထားတဲ့စာရှိတယ် အကြံပြုရတဲ့စာတွေရှိတယ်။အဲအဲ့ဒီမှာအကြံပြုရတဲ့စာတွေဆိုတော့ကျွန်တော်ဘိုင်းမှာဆွေးနွေးမယ်ပေါ့နော်။အဲ့တော့မလို့ရမှာကျွန်တော်လက်ရှိကြည့်နေတဲ့ရဲဘော်မိတ်ဆွေတွေကအဲရဲဘော်မိတ်ဆွေတွေကဟိုမိုက်ကေကိုဘာပြောတင်လဲဆိုတဲ့ကိစ္စတွေကိုအဲအရင်တော့စဉ်းစားလာမိပေါ့နော်။နောက်ပြီးတော့အဲမပြောမိမှာဘိုင်းကေအရင်မိတ်ဆက်ပေးပါလက်ရှိအခြေအနေလေးတွေဒီဒီတာယူမုံနဲ့ပတ်သက်တဲ့အခြေအနေလေးတွေပါလေးလေးပေါ့နော်။ ရပြီကိုမိုက်ကယ်မိတ်ဆက်ပြီရှင်နေရတော့ကောင်းပါတယ်ကိုဟုတ်ရှင်နေရတော့ကောင်းပါတယ်အဲအယုံဆုံးနေတယ်ဘောနောအဲဒီဘောနောအဲအယုံဆုံးညီတို့ဒီစီဇန်လေးဖြစ်အောင်ကူညီပေးတဲ့အခွေးလူမဲ့ကျော်ဝီလူမဲ့ကျော်နဲ့တကွာဘောနောဒီမိဘပြည်သူများအားလုံးဒီညနေပြီးတော့မင်္ဂလာပါလို့ရေနှုတ်ဆက်ချင်ပါတယ်ဘောနောဝီဆိုတော့ပြောတယ်ဘောနောဒီတီတာကြီးကိုကျွန်တော်တို့ကခေါင်းလည်းမရှိဘူးဒါဘုမလေးလည်းပြောဘောနောအရင်ညာလေးဒါပြောခဲ့ဘူးလေဘောခေါင်းလည်းမရှိဘူးလေအဲအရင်တစ်ခေါက်ကကျွန်တော်တို့ဘောနောဒီစစ်ကြောင်းဘောနောစစ်ကြောင်း စကြောင်းအထိုင်စခန်းပေါ့နော်စကြောင်းအထိုင်စခန်းကိုသူတို့လာတိုက်တယ်ဒါပေါ့နော်သူတို့ကတော့သူတို့မနာဘူးပေါ့နော်အဲ့မှာလောင်း၃လောင်းကျွန်တော်တို့နောက်တစ်နေ့ရနေတော့ခွေးလောင်း၃လောင်းပေါ့နော်ပုတ်ပွားတွေဟာကျွန်တော်တို့ထက်ရတယ်ခက်ရတဲ့ပစ္စည်းတွေတော့ရှာဖွေရမတွေ့ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့တမန်တော်ရနေတော့ပေါ့နော်အတီတိုင်းပေါ့ကျွန်တော်တို့ရဲ့စကြောင်းမှုပေါ့နော်အဲနေပြည်တော်ဥဆောင်ရဲ့စကြောင်းမှုဖုန်းနဲ့ဆက်တယ်ပေါ့အဲ queen size ခြေလေးကိုပေါ့နော်ငါတို့လာတိုက်မယ်ပေါ့နော်လာတိုက်မယ်ပေါ့အဲ့တော့ငါတို့ကမတိုက်လို့မရဘူးအဲ့တော့မင်းတို့ဖယ်ပြီးမှဆိုရင်ငါတို့မိမရှိဘူးပေါ့ငါတို့တိုက်မှရရင်တော့မိရှိမယ်ပေါ့အဲကျွန်တော်တို့တက်တည်ရင်တော့ရမယ်လို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့မှာ အဲသူတို့ဒုံးနေပေါ့နော်မနေ့ကတော့လည်းလာချတယ်တမနေ့ကတော့လည်းဒုံးနေတယ်လာချတယ်ပြင်ပြင်ထိုးစစ်မစင်ရဲဘူးပေါ့အဲကျွန်တော်တို့လက်ရှိတိကျတဲ့လောက်ကတော့ပေါ့နော်ကျွန်တော်တို့အတွက်ဖြည့်ပြည့်ကြတဲ့တိချာတော့ကဒီလာယူမို့လုံခဲ့တဲ့၃ရက်လောက်ကပေါ့နော်မြင်းကျန်စစ်တပ်ထဲကိုသွားတယ်ဘောနော်စစ်တပ်က view ာမှုနဲ့ညှိရပေါ့နော်ဒီ iPad ကိုစစ်ကူထိုးပေးဖို့ပေါ့နော်အဲဒီမှာတော့ထိုးကြတယ်သူရဲဘော်တွေနေနေကလုံးဝမအောင်မတိုက်ရဲတော့တဲ့အနေအထားဖြစ်တယ်အဲ့တော့ကျွန်တော်တို့နေနေကလည်းရှင်းပါတယ်အဲ့တော့ကျွန်တော်တို့တိချာတစ်ခွတ်တော့ လာတိုက်တယ်ပါဘာလို့ဆိုတော့မြေတို့ချင်းကြောင်းတက်တာပေါ့နော်တွတ်တိုက်ရတာခဲခဲနေတယ်လေအဲ့တော့လာတိုက်တယ်ပါစိုက်တော့လာခဲ့ပေါ့နော်အဲစနစ်ပြင်ထားတယ်ထိုင်ဆောင်နေဘယ်မှမပြေဘူးသူတို့ဘယ်မှမပြေဘူးထိုင်ဆောင်နေတယ်အဲဖုန်းနဲ့ညှိနှိုင်းနေလေအပူပဲပေါ့နော်အဲတခါလဲညှိနှိုင်းခြင်းလူကိုယ်တိုင်လာညှိနှိုင်းလိုက်တာပိုကောင်းပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှာတရားမလို့တော့ဘူးပေါ့အဲ့တော့ပြောတော့ပြောပြကြပေါ့နော်ဒီဒီတိုင်းမှဘာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒီကြားတစ်ခွက်တော့တိုက်ပတ်တိုက်တိုင်းကျွန်တော်တို့သူ့ရှာပေးမယ်မတွေ့ဘူးပေါ့နော်အဲပြူစိုးနေပဲတိုက်တိုင်းစစ်တက်နေပဲတိုက်တိုင်းပေါ့အဲ့တော့သူဘလိုကနေဘလိုဖြစ်ပြီးတော့ပေါ့နော်အဲမြင့်ချက်တခွင်မှာပေါ့နော်အဲစေအောင်စုလောကမှာပေါ့အဲစစ်ပြင်းဖြစ်နေလဲတော့မသိဘူးဒါပေမဲ့ညီတို့ကတော့အကောင်းထဲမှာမရှိပါဘူးတိုက်တဲ့ချိန်က ခဲ့လို့ရပါတယ်အခုသူတိုင်းညာသူခဲရခဲစစ်တိုက်လို့မနိုင်တာညူရဲ့စစ်ကြောင်းဌာနလေးတွေပဲရှိပါသေးတယ်ဒါဌာနခွဲကြီးတွေဘယ်တော့ဌာနချုပ်စကဲကြီးတောင်မဟုတ်ပါဘူးအတာအိုတော်မှဖုံးဆက်ပြီးညှိနှိုင်းရတဲ့အဆင့်ဆိုတော့ကျတော့ညူတို့နေကောင်းတယ်မရှိပါဘူးဒါအခုကြီးတို့ပါလားစဉ်းစားကြည့်လိုက်ပါဘလို့ရှုမြင်သုံးသက်လေဒီလိုလူတို့ကိုဘာပြောချင်းလဲအဲ့ဒါလေးပြောပြပါ အဓိကတော့ဘောနော်ညီဒီစကားကိုဘောနော်အပြောဝဖို့အတွက်ဆိုရင်ဘောနော်အအရင်ဦးဆုံးဘောနော်ဒီ end point campaign ရပဲပြန်ဆရမှာပေါ့။ဘာလို့ဆိုတော့ end point campaign ရဘောနော်ညီတို့ MPD တက်ဖွဲ့ရဘောနော်အပြောင်းလဲတစ်ခုဘောနော်အအခက်ခဲတွေရဘောနော်လေကားတွေတစ်ခုဖြစ်နေတာပေါ့။ဘာကြောင့်လဲဆိုတော့ဒီ campaign ကနေပြီးတော့ပဲမျိုးစင်းကြိုက်ပွဲတွေဆင်နွှဲနိုင်မယ်လို့ဒါယုံကြည်ထားတဲ့အတွက်ကြောင့်ဘောနော်။နောက်မှကျတော့အများပြည်သူလိုချင်နေတယ်ဘောနော်။ဒါခဏခဏလာပြောပါတယ်ညီဆိုရယ်လဲဘောနော်အများစုပြောကြတယ်ဒီတပေါင်းစုမှာဘောနော်အစတင်ပြီစတင်ပြီဆိုတဲ့စကားပေါ့။ညီတို့ကသွားပြီးဆရလို့မရပါဘူးခင်ဗျာ။ဒီကြတာတစ်ခုကတော့တိုက်စစ်ပေါ်ဆောင်မှုဆိုရင်ကိုကိုယ်တိုင်ကဘောနော်အဒီခုက န်စီကိုအရင်ပြတ်သွားဖို့လိုဝဲလို့ဒါကတော့ညီမြင်တော့ဘောနော်အဲ့တော့ကြောင့်မလို့ဒီကျတာကတော့ညီတို့ရင်ဆိုင်ရမယ့်အခက်ခဲဘောနော်ဒီမှာလည်းဘောနော်အခက်ခဲတွေကတော့ရင်ဆိုင်နေရတာပါအဲတိုက်ပွဲထားမဖြစ်အောင်တမဲလောက်ပဲရင်ဆိုင်ရတဲ့အခက်ခဲတွေရှိတယ်ရန်သူနဲ့ဖြစ်ရှင်းရတဲ့ပြဿနာတွေရန်သူနဲ့ဖြစ်ရှင်းရတဲ့ပြိပခါတွေရှိတယ်လို့မိတ်ဆွေရန်သူတွေနဲ့ဖြစ်ရှင်းနေရတဲ့ပြိပခါတွေလည်းများစွာရှိပါတယ်အဲ့တော့ကျတော့အရင်ဆုံးဘောနော်အဲ ကစားအရင်ပြထားဖို့လိုတယ်ပြီးရင်ကွတ်တက်ကိုဘောနော်တောက်တင်းအောင်အရင်လောက်ထားဖို့လိုတယ်ပြီးလို့ရှိရင်ဘာဆက်လုပ်တယ်လဲဆိုတာကဒါပြည်သူတွေလည်းသိစီလို့ဒီပြည်မှာတိုက်ခိုက်နေတယ်ဘောနော်တပ်ဖွဲ့တွေလည်းအားလုံးသိပါတယ်အဲ့တော့ကျတော့တပောင်းစုအနေနဲ့ဘောနော်အညာတပောင်းစုအနေနဲ့ဒါတစ်ခုကမဖြစ်ဖြစ်အောင်လည်းဖွဲ့မှာဘောနော်ဖြစ်လဲဖြစ်မှာလည်းလို့အဲ့ဒီအနေနဲ့ဒါတစ်ခုမှာအေးစိတ်မဖြစ်သေးဘူး ပါတယ်ဒါပေမဲ့ဘောနော်အင်းအစုအစ်စ်တော့ဘောနော်ဒီ local media တွေရောအတိုင်းတစ်ခွက်တွေရောပါမယ်ပြီးရင်ဘောနော်စစ်တော်ထားတိုက်ဆိုင်နေဘောနော်အပြေဝတဲ့အပါသုံးလုံးတွေလည်းပါဖို့ရှိရယ်ဘောနော်ဒါတွေအားလုံးတင်းကြီးတကျွန်းလဲတယ်ဘောနော်ညီတို့လောက်သွားဖို့အစီအစဉ်ရှိရယ်အဲ့ဒီရတာလည်းဘောနော်အခု မူကြမ်းလေးပေါ့စထုတ်နေပါ යි အဲမူဝါဒကြမ်းနေလည်းစထုတ်နေပေါ့နေလိုက်အဲညီတို့ပဲခံရပါဘောနော်အဲ့လိုမျိုးအနေထားရှိရဲဒါညီပါဆိုလို့လဲဆိုအားလုံးလည်းသိမှာပေါ့နော်အနေထားတစ်ခုကအဲအခက်အခဲတွေကတော့များစွာရှိပါတယ်ဒီအဖြစ်ကိုပြီးနိုင်ပေါ့အဓိကဒီ end point campaign ကအဓိကပြန်ဖြစ်နေရပါဘောနော်ဒီပဲပြန်လှည့်ရမှာဖြစ်နေပါတယ်အားလုံးလို့ဆိုတော့ဒီမှာအများစုပါဝင်တဲ့အဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်ဒါအဖွဲ့စုံပါလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့အားလုံးထောက်ပံ့ပေးနိုင်မှလည်းရမယ်ဘာလို့လဲဆိုတော့ဒီတေချာတဲ့အညာအညာတပေါင်းစုကြီးဖွဲ့ပြီးသွားရင်တော့တေချာတဲ့အညာတွေကမှမျိုးသိမ်းတိုက်ပွဲတွေကတွန့်တွန့်ကြဲကြဲတွေဖြစ်လာတော့မှအဲ့တွေပြင်ဆင်ထားဖို့လိုပါတယ် အဲ့တော့ညီတို့ပထမဆုံးခြေလှမ်းတစ်ခုဖြစ်တယ်ဗောနော်အဲညီတို့ရဲ့ MY campaign ကိုညီတို့ကအအောင်ရင်လုံးဒါအဖို့မလေးလေးပြောဗောနော်ခုမှဒီစကားပြောလို့ဒီအတွက်ပဲဒီ campaign ကအထောက်အထောက်တစ်ခုဖြစ်တယ်လှေကားတွေတစ်ခုဖြစ်တယ်ဗောဒါညီတို့တခွေတဲ့အနေနဲ့ညီတို့စဉ်းစားထားတဲ့ဒိုက်တာတရားပြောပြတာပါအဲ့တော့ပြောမယ်ဆိုရင်ဗောဗျာကျွန်တော်တို့ကျင်းသွားမယ်ဆိုတာသိတယ်ဒီကြတာတခုကတော့ညီတို့က IP ကိုပေးဖို့ဗောနော်ခဲရင်ပါတယ်ခဲရင်ပါတယ်ဆိုတာလက်ရှိနေသားတခုမှာဗောနော် အာအလိုချက်တွေအများကြီးရှိတယ်။ဒါစိတ်တကြောင်ပြောပါမဟုတ်ဘူးကွနော်။လိုချက်တွေအများကြီးရှိတယ်။ပြီးရင်ဒီဒေါ်လာကြီးပေါ်မှာပေါ့နော်။အဲဒေါ်လာကြီးပါဝါသွားတာတွေတို့ဘောနော်ဒီအမျိုးမျိုးတော့ပေါ့နော်အဲဒီဒေါ်လာကြီးကမပြီးချင်တဲ့လူတွေလည်းရှိတာပဲ။ဒီလိုမျိုးအတိုင်းကြတယ်အများစွာရှိတယ်။ဒါပေမဲ့တေချာတာတခုကတော့ပေါ့နော်တေချာတာတခုကဒီညပြီးရင်မနဲ့ဆိုရောက်လာပါဘော။ဟုတ်ရှာ။ဘုံဒီဆိုတာရှိ ਉ ရှိလာမှာပဲ။ဒီတစ်နေ့ကိုကျွန်တော်တို့စောင့်နိုင်မှုလို့လေ။အဲ့ဒီတော့ပေါ့နော်ဟိုထိုင်စောင့်နေလို့တော့မရဘူး။ကိုကိုတိုင်းကြိုးစားမှရမယ်။ ဒီကြားတခုကတော့အများကြီးပြောကြတယ်ဘယ်နည်းပြီးမှလဲဘယ်နည်းပြီးမှလဲဒီပုံစံနဲ့လိုချင်ကြတယ်ကျွန်တော်တို့လိုချင်တဲ့နေရာကိုသွားအောင်ရောက်အောင်သွားနိုင်မှုလို့လေကျွန်တော်အခုပါလေးတခုပြောပြမယ်ဆိုတော့ညီတို့ MPT တက်ကိုစဖွဲ့စည်းတဲ့အချိန်မှတော့အဲ၃ယောက်ပေါ့နော်၃ယောက်ကနေတက်ခိုက်ရေးပေါ်နေဆိုတော့9ယောက်ကနေစတင်ပါမယ်ညီတို့ရဲ့အဓိကရည်မှန်ချက်ကဘာလဲဆိုတော့မြို့ပြမှာ MPT အလံကိုထူထောင်မယ်အဲမြို့ရှင်မြို့ပြအပြည်ပြည်ကြီးလူလက်တဲ့ဒါပေမဲ့ညီတို့ ဘောတော့နှုတ်နှစ်ကျော်ကလာအတွင်းတစ်ခုမှာအဲညီတို့မြို့ပြောက်တော့မသိနိုင်နေဘူးဒါပေမဲ့အတီချာတာတစ်ခုကတော့အလန်တော့ထောင်နိုင်တဲ့အဆင့်ရောက်နေဗာပဲဖြစ်ဖြစ်ကိုယုံကြည်ရဘူးဘောတော့ထိုင်ဆောင်မနေပဲကြိုးစားဖို့လိုတယ်အဲ့တော့အညာဖက်ထွေဘောတော့အညာဖက်ထွေတိုင်းတာတစ်ခုဆိုတာဒါမကောင်းတဲ့ຢာတွေမဟုတ်ကောင်းတဲ့ຢာတွေပေါ့ညီတို့လိုချင်တယ်ဒါပေမဲ့အတီချာတာတစ်ခုကတော့အဲညီတို့ ဘောနောမလုံနိုင်နေတဲ့အရာတစ်ခုကိုတားရည်လည်းမပြောချင်ဒါပေမဲ့တေချာတာတစ်ခုဂရီတစ်ခုပေးချင်တာတစ်ခုကတော့အဲ့စစ်နေဘောနောမကြခင်ချိန်တွင်းမှာရောက်လာလိမ့်မယ်အဲ့လိုရောက်လာဖို့အတွက်စီမအခက်ခဲကိုလည်းရင်ဆိုင်မှုတွေညီတို့အသိပြထားတယ်ဟိုဆက်သွားဖို့ရှိတယ်ပြီးလို့ချင်းစီဗျူဝါရဘောနောအဲညီတို့တုံးရဲတဲ့ဗျူဝါတွေပါတယ်ညီတို့မအချက်မကလူရဲဘော်အင်အားဘောနောတသားအင်အားအပြည့်ရှိတယ်အဲ့တော့ကြတော့မာမစ်တွေနဲ့ပူပေါင်းပြီးသွားမယ်ဆိုရင်တေချာတာတစ်ခုကတော့အဲဘောနောညီတို့ရဲ့အဓိကယူရချက်ကတော့1027လို့စစ်စင်ရေးမျိုးညီတို့အညာတွေသားမှာမဖော်ဆောင်နိုင်တော့ဘူးလား ။ညိုကဝန်ကြီးဦးဒုစက်ပန်းကဘောနစစ်စီလူလူပေါ့နော်။တိုင်းရင်းသားတွေညိုအညာတွေသားတွေကိုရောက်တဲ့အချိန်တိဆောက်မှာလား။ကိုယ်တိုင်ရောမချိုးသားတော့ဘူးလား။ညိုညာမှာတက်တယ်အများကြီးရှိတယ်။ညိုချိုးသားကြည့်ရောမဖြစ်နိုင်ဘူးလားပေါ့။ညိုတမျိုးပြီးတမျိုးတိမ့်မှာပေါ့။အားလုံးကဖြစ်နိုင်ရမှာလေ။ကျွန်တော်တို့အညာတွေသားအညာသားတွေအသက်ပြေးရတယ်။သေရတယ်တိုက်ရတယ်။စေးပြူပါပိုင်းမဲ့လို့။အဲ့တော့စေးပြူပါလည်းခေါင်းဆောင်ပိုင်းနေဥဆောင်ပြီးတော့တခြားစနစ်တခြားနဲ့လက်နက်ခေရန်တောင်းတောင်းနေတာလုံမယ်ဆိုရင်အညာတွေသားမှာအရှိန်ဟုန်ကောင်းတဲ့ဝါစီတို့27လိုမျိုးစစ်စင်ရေးကြီးနောက်ဆက်တစ်ခုပေါ့နော်စစ်စင်နာမည်ပြောင်းနေနောက်ဆက်တစ်ခုပေါ်လာခဲ့ရင် ဒီကြားကူကဒီတော်လိုက်ရဲ့နောက်ဆုံးအချက်လိုပြောလို့ရတယ်။ဘာလို့လဲဆိုတော့အညာပဲကျန်တော့လား။ကျန်တဲ့နေရာတွေအားလုံးကသူ့ဟာနဲ့သူတော်တော်လေးကောင်းနေလို့ပြောလို့ရတယ်။အညာဒီသားတော်မှပဲမြို့ပြလာဖွယ်ကျန်တော့။အခုဆိုရင်ဆောက်တော့ပြောနေတယ်ဒီတားကြီးမှုဆောက်မပြောပါနဲ့။မြို့လေးကစစ်တပ်တော်မှပဲကျွန်တော်တို့မြင့်ကျန်မြို့တက်ဝိုက်မှာပြောမယ်ဆိုလို့ဆိုတော့ခုခုပဲထည့်ရတော့လေ။ကျွန်တော်တို့ကဘာမှမပြောဘူး။အကောင်ကစီပီအားဖြစ်နေပြီလို့လည်းပြောလို့ရတယ်ခုနေတာတခုကအဲအချိန်တခုသွားဖို့အတွက်အဲဘောနောအမြင့်တယ်ဘောနောလိုအပ်ချက်တခုဆိုတာရှိနေတယ်ပဲအဲ့လိုအပ်ချက်ကိုအောင်မြင်ပြီဆိုတာနဲ့ဒီကြားတခုကတော့ညီတို့ပေးလိုက်တဲ့ဂရီတခုကတော့ ယူ MPD တက်ဖွဲ့ဒီမင်းချန်ဘလက်တိုက်ကဒါပေမဲ့တေချာတာတခုကတော့မင်းချန်ဒီ MPD ရဲ့အခြေစိုက်မဟုတ် ရန်သူစခန်းရှိတဲ့နေရာလိုက်ဒီ MPD ရဲ့အခြေစိုက်ဖြစ်နေတယ်လေအဲ့တော့တနိုင်ငံလုံးမှာရန်သူစခန်းရှိနေတယ်တနိုင်ငံလုံးကိုပတ်ပြီးတိုင်းပါပဲဒါကတော့ညွှန်ရည်မှန်းချက်ပဲပေါ့နော်အဲ့တော့ကျတော့စစ်စင်ကြီးတခုဖော်ဆောင်မှုရှိတယ်ညွှန်တို့ဒီတာထဲမှာအဆုံးတော့ပြောခဲ့သလိုပေါ့အဲညွှန်တော်မာမိတ်အင်အားစုအဖွဲ့စည်းတွေဖွဲ့ဖို့ရှိတယ်စစ်စင်ကြီးလုံမယ်ညွှန်တို့တွေတိမ့်မယ်ပြည်သူလူချင်းနဲ့အရာတွေကိုပေးဆောင်နိုင်အောင်ညွှန်တို့ကြိုးစားမယ်ညီသမထားကတော့ညွှန်ရဲ့သမထားပေါ့နော်ညွှန်ရဲ့အစိုးရလောလောဆယ်မှာ MG လို့သတ်မှတ်ထားတာမရှိဘူးညွှန်ရဲ့အစိုးရညွှန်ရဲ့ပေါ့နော်သမထားကပြည်သူလူတွေပဲဒါကြောင့်လဲဆိုတော့ညွှန်တို့အခုလုံနေတာပြည်သူလူထုတွေလုံနေတာဘယ်သူတောင်မှလုံနေတာမဟုတ်ဘူးပြည်သူလူထုလူချင်းနဲ့အစိုးရတခုကိုလည်းအပြန်ပြီးတော့ပေးဆောင်သွားမှာပဲအဲ့တော့ ကြတော့တေချာတာတခုကတော့ပြည်သူကတော့အဓိကဖြစ်တယ်။ဒါကြောင့်မလို့ပြည်သူတွေကူညီထောက်ပံ့မှသာရမှာပါ။အဲ့တော့ကြတော့ပြည်သူကူညီထောက်ပံ့နဲ့ထောက်ပံ့ငွေတည်လဲအလားအသတ်မဖြစ်စေရဘူး။တေချာတာတခုကတော့ကလူမရွာလေချောင်းတိုက်ခိုက်ခံရမှုအတွင်းတေဆုံးသူ12ယောက်အထိရှိလာပြီးထိခိုက်ဒဏ်ရာပြင်းထန်သူအယောက်20ကျော်ရှိနေစကိုင်းတိုင်းတန့်ဆယ်မြို့နယ်ကန်တူးမရွာလေချောင်းတိုက်ခိုက်မှုဖြစ်စုံမှာတေဆုံးသူ12ယောက်အထိရှိလာပြီးဖြစ်ပြီးထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်းရှိထားကြောင်း People's Defense Committee တာဝန်ရှိသူကမောင်းကိုပြောပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စုံမှာကနဦးတေဆုံးသူ၈ယောက်သာရှိထားပေမဲ့ရှင်းလင်းရေးလှုပ်ဆောင်ရမှာတော့ရုပ်အလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်20ကျော်လောက်အထိရှိပြီးတေဆုံးသူတွေတိုးလာတယ်လို့လည်းသိရပါတယ်။စက်တင်ဘာလ26ရက်မနက်စောတနာရီခွဲချိန်လောက်မှာတရားဦးလေးစိတ်တက်ရုရှားထုတ်တိုက်လေယုံရဲ့103 Cell Fighter ဟာ တန်ဆယ်မျိုးနဲ့ကတူးမရွာကလူစီကားရနေရာကိုပြစ်မှတ်ထားပြီးပေါင်ငါးရဘုံတွေကျဲချသွားခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့် Nobel 1စီဆိုင်နဲ့ Solar Strike တွေပဲကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ ကျဲသွားတဲ့ fighter ကတရားဥလီတက်ကနေ26ရက်နေ့နေကင်း7နှစ်ကျော်လောက်မှတက်ပြီးခလေးဝဘက်ကနေပြန်ဝိုက်လာပြီးမှကန်ဒူးမရွာကိုကျဲလာပါပေါင်၅ရဘုံနှလုံးပါကျဲသွားတဲ့နေရာကစီဆိုင်သားဆိုတော့စီလောင်ကန်တွေကအစပောက်ကွဲအပြင်းပြီးအကုန်ပျက်စီးကုန်တဲ့စီဆိုင်လေတစ်ဆိုင်လုံးပျက်စီးသွားတယ်လို့တားအဖာနှစ်ယောက်လုံးတည်ပါတယ်လို့တာဝန်ရှိသူက မောင်းကိုပြောပါတယ်အကျန်းဖက်စစ်အုပ်စုလက်ပါစီဝါရဖြန့်ချန်နယ်တွေမှာတော့ Nobel 1စီဆိုင်ဟာ PDF နဲ့ KIA ဖွင့်ထားတာဖြစ်ကြောင်းနဲ့အထိုင်စခန်းဖြစ်တာကြောင့်ဘုံကျဲတာလို့လိမ့်လည်းပြောဆိုကြပါတယ်။ဘုံကျဲခံရမှုကြောင့်တည်ဆုံးခဲ့သူတွေရဲ့အမျိုးသမီး၂ယောက်ပါဝင်ပြီးအရက်သားတွေကြီးပဲဖြစ်တယ်လို့လက်ရှိမှာတော့ရုပ်အလောင်းတွေကိုတချို့ပေးပြီးဖြစ်တယ်လို့သိရပါတယ်။တည်ဆုံးသူတွေထဲမှာ UNG ပညာရေးကာလမှာကလေးတွေကိုစာဝိုင်းကူတင် जा ပေးနေတဲ့ဒုတိယနှစ်ကျောင်းသူမထက်မိုးဦးလဲပါသွားတယ်လို့သိရတဲ့အသက်20ကျော်ပဲရှိသေးတယ်။ နောက်တစ်ယောက်က Nobel 1ဆီဆိုင်ပိုင်ရှင်သမီးပါဂျန်နာရီကအသက်20ကျော်အသက်30ကျော်ဝန်းကျင်တွေကြီးပါပဲပန်းရံလုံနေတဲ့သူတွေရဲ့ခီးသွလာနေတဲ့ကျွန်းလာနေတဲ့ကပြည်သူတွေရဲ့ပါလို့တာဝန်ရှိသူကမောင်းကိုပြောပါတယ်ဘုံကျဲတိုက်ခိုက်ခံရမှုတဲ့တေဆုံးခဲ့တဲ့ NUG ရဲ့တင်ကြားရေးအသက်ပညာတက္ကသိုလ်ပညာရေးဘွဲ့မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်တက်ရောက်နေတဲ့မထက်မိုးဦးအတွက်လဲ NUG ပညာရေးဝန်ကြီးဌာနကဝန်내ကြောင်းစာထုတ်ပြန်ထားပါသေးတယ် လာလာခိုးကြည့်ပြီးအမျိုးမျိုးပြောအလာ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 အဲ့တော့ကဲဘုမိုက်ကဲရေတိတိစိဘလို့လူရလာလဲကိုမြတ်ကြော်တဲ့ဘလို့လူရလာလဲဆိုတော့အဲ့ဒီမှာအပေါ်မှာလေတယ်လီဂရမ်လင့်ဘုမိုက်ကဲတယ်လီဂရမ်လင့်ချပေးတာပါလေအဲအဲ့တော့ကိုတားရေးတဲ့အကောင့်လာဟိုင်းလာပြီနော်တဲ့အဲဟုတ်ကဲ့လာစာထုတ်ရင်တဲ့ဘလို့လူရမှာလဲတဲ့ကိုစမ်းမင်းကြီးအဲ့မှာကျွန်တော်လေးအေးလာပဲမိကိုကြီးတဲ့ကိုကြီးတဲ့ကြိတ်ချစ်နေကြတာအေးဟုတ်တယ်အဲ့ဘောမတတိုက်က ငောက်လာလာချောင်းကြည့်ခိုးကြည့်ဂရီဂရီကြည့်ယပိတို့မျိုးစုံလာပြောအဲအဲ့လိုလူတွေအဲ့လိုဘုံမိုက်ခဲကြီးအာတိတ်ဆိတ်လာလူနေတဲ့လူတွေလာဟိုင်းတဲ့လူတွေလည်းရှိမှာပါဗျာတော့လည်းလို့တဲ့ live ကတော့အဲ54မိနစ်ရှိသွားပြီဖြစ်တဲ့အတွက်တနာကြီးပြည့်ရင်ရှင်းကြမှာဆိုတော့လေဘုံမိုက်ခဲအနေနဲ့ဒီလူလူတို့ကိုဘာတွေပိုင်ကြားချင်ပါအာဟုတ်ကဲ့ကိုညည်းတယ်ရှင်းလားမသိရှင်းတယ်ရှင်းတယ်ဒီကြားရတယ်အဲ့ဒါကြားရတယ်ဟုတ်တယ် ဓိကဘာတော့အဲ level 1တစ်ချက်အနေနဲ့အပြည်သူလူထုကိုအဲဘာလို့တအားအားနာမိရယ် ဒါအနာမီရပြီးရင်ညီတို့တောင်းမကျင်တာတွေလည်းအများကြီးရှိရပေါ့ဘာလို့လဲဆိုတော့အချိန်ညကြာခဲ့ပြီပေါ့နော်လူတချို့ကြောင်းအချိန်ညကြာခဲ့ပြီမကြာတင်မဲနဲ့လည်းကြာတဲ့အချိန်ညများကြီးရှိပါတယ်ကျွန်တော်ကဘာလို့ပြည်သူလူထုသိကျင်တဲ့အဖြေကြီးအဲကျွန်တော်တို့သိတယ်ပြည်သူလူထုဖြစ်ကျင်တဲ့အရာတွေကိုကျွန်တော်တို့သိတယ်တချို့အရာတွေကလုခွင့်မရရင်ရှိတယ်တချို့အရာတွေကပြောခွင့်မတားရတဲ့အချိန်ညများစွာရှိပါတယ်အဲ့တော့ကြတော့ပြည်သူလူထုအနေနဲ့ဘာလို့အခက်အခဲတွေများကြီးရှိတယ်ဆိုတာသိတယ်စိတ်ဓာတ်တွေကြာနေရဆိုပါဘာလို့တချို့ရှိကောင်းရှိလဲမယ်ပေါ့လာပြီးတော့ရင်ဖွင့်လို့ရပါတယ်ဘာလို့အဲ စာစင်နေရအောင်နော်လာချင်းဖုန်းရတယ်အချိန်တိုင်းပြည်သူလူလူချင်းနဲ့ပြည်သူလူလူဖြစ်ချင်းနဲ့အရာတခုဖြစ်လာမယ်ဆိုတာခရီးပေးရတယ်ခရီးလည်းပေးနိုင်တယ်ဗောနော်အဲ့တော့လည်းကျွန်တော်တို့အကောင်းဆုံးကြိုးစားနေပါတယ်နေရာတခုကတော့အခုလိုခက်ခက်ခက်ခဲရှိနေတဲ့အချိန်တခုပြင်ပါဗောနော်ထပ်ပြီးပြောရမယ်ဆိုရင်တော့ဒီဒေါ်လာကြီးမှာနိုင်တဲ့ဘက်ကဗောနော်ထောက်ပံ့ကြီးငွေရမှာဗောနော်ကျွန်တော်ဒေါ်လာကြီးကမှာပါဝင်တာမဟုတ်ပါဘူးတကယ်ဗောနော်ပြင်ဗောအထူးသဖြင့်အဲဒါတွေအားလုံးကလည်းဒီဒေါ်လာကြီးမှာတောက်တဲ့နေရာကနေပါဝင်နေရပါအဲ့တော့မိဘပြည်သူတွေအနေနဲ့ဗောနော်အဲ ကိုစွမ်းလာတော့ဒီတော်လိုင်းကြီးမှာဆက်လက်ပြီးတော့ပါဝင်ပေးဖို့ပြီးရင်ကျွန်တော်တို့အခက်အခဲတွေဘယ်လောက်ပဲရှိရှိပါတော့ကျွန်တော်တို့အမှန်တရားကိုဘောတော့ကျွန်တော်တို့ပြောရတယ်ဆိုတော့တတိရှိတယ်ဘောတော့ကျွန်တော်ပြည်သူကိုဒါလေးစားတယ်ဆိုတဲ့အကြောင်းဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဆက်လက်ပြီးတော့လည်းအခုလိုပဲဆက်လက်ပြီးရက်တိပေးဖို့လည်းဒီတိုင်းရခန့်ချင်ပါတယ်တလဆက်ပြီးတော့ရက်သက်မဖို့ရှိပါတယ်ဆိုတော့ကမ်ပိန်းက၄၀ရာခိုင်နှုန်းပဲပြည်သေးရဆိုတော့ဘောတော့ဒီကမ်ပိန်းအရှိလိုလိုချင်မှာ၄၀ရာခိုင်နှုန်းကြော်ကြော်ရရှိနေပါပြီနောက်ထပ်ကျန်ရှိနေသေးတဲ့၆၀ရာခိုင်နှုန်းကိုလည်းပါဝင်ကူညီပေးဖို့မိဘပြည်သူတရားတော်ကိုဒီနေရာကနေပြီးတော့မေတ္တာရခန့်ချင်ပါတယ်အားကြောင့်လဲဆိုတော့ဒီကမ်ပိန်းက ကတော့အရေးကြီးနေတဲ့အတွက်ကြောင့်ပါဒီကံပိုင်းမြန်လီလီအဲ့ကတော့အဲညို့အတွက်အခွင့်အရေးတစ်ခုဖြစ်နေတယ်ပါ။ဘာကြောင့်လဲဆိုတော့အခုချိန်မှာဟောမတိုက်တော့လားဆိုတော့ ီဒါတခုကတော့ဒီကမ်ပိန်းဘောနော်အခုတော့ဒီဖြစ်နေတာလေဒါကြောင့်မလို့ပါအဲညီတို့ဘောနော်ဒီကမ်ပိန်းငွေမဟုတ်တဲ့မဲ့ဘောနော်ပြင်ပကနေပြီးရှာထားတဲ့ငွေတွေရှိပါတယ်ဘယ်လိုမှမျိုးလဲဆိုတော့ညီတို့ကကျွန်တော်ကအချက်မရောက်ဝယ်ညီတို့ကလောက်တာဘောနော်ဒါပေမဲ့အခုတော့တချမ်းမှာလည်းမရှိတော့ပါဘူးအကုန်ရောင်းစားပြတာဘောနော်အဲရောင်းပြီးတော့အခုကျွန်တော်ရတာတဲ့ဟာလေးရှိပါတယ်ဘယ်လိုဆိုရင်သုံးဝိုင်းတော့ကျန်ပါလေးတယ်တို့ကရောင်းစရာဘောနော်ဝယ်ချင်လက်လာဝယ်လို့ရပါတယ်တို့အဲရောင်းရတဲ့ဟာလေးဟိုခြေသေးတိုက်ပွဲဖြစ်တဲ့ဟာလေးညီတို့အကုန်လုံးလက်နက်ခဲရနေပြန်ဖြည့်လိုက်ရတာဘောနော်ဒီကမ်ပိန်းတွေကငွေတောင်မှ မပါအောင်ဘောနော်မင်းကိုဟိုခြေတာနေရတဲ့သဘောမျိုးရှိရပေါ့တခါလူတွေတိုက်ပွဲဖြစ်ချင်းနေတော့မှပဲဘောနော်ခန်းစင်းနေပဲတောင့်ထားတဲ့အနေထားတွေရှိတယ်အဲဖြစ်ချင်တာတော့ကောင်းကောင်းမဖြစ်ရတဲ့အနေထားတွေမှာရှိတယ်ဘောဒီကြံပိန်းကမအောင်လို့မရဘူးအဲ့လိုမျိုးအနေထားတွေဖြစ်တယ်တေချာတာတစ်ခုစကားပြောရမယ်ဆိုရင်တော့ဒီကြံပိန်းအောင်လို့ရှိရင်တေချာတစ်ခုတော့အမျိုးသိမ်းပြမယ်အဲဒါကညီတို့ပြောပြောနေကြတဲ့စကားတိုင်းပဲဘောနော်ဒီကြံပိန်းအောင်အမျိုးသိမ်းပြမယ်လူပြမှာအချမ်းမေးကြီးသွားမယ်ပြည်သူလူလူချင်းတဲ့မျိုးတစ်မျိုးဖြစ်အောင်လုပ်ပြမယ်ပြီးလို့ရှိရင်ပြည်သူလူလူချင်းတဲ့အညာတစ်ခွင်ဘောနော်အညာတစ်ပေါင်းစုဒီကြံပိန်းရပဲစကားပြောသွားမယ်လို့ညီထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တေချာတစ်ခုကတော့ အောက်ခြေခိုင်မှာပေါ့နော်အောက်ခြေခိုင်မှာအမိုးမိုးလို့ရတာပေါ့အမိုးကိုရင်မိုးလိုက်ရင်ပြိုသွားဖို့များပါတယ်အဲ့တော့ညီတို့အောက်ခြေခိုင်အောင်ရေလုံးနေတယ်ဒီရက်တစ်ခါတော့ဒီရက်မိုက်ကမ်ပိန်းရာဂျာမန်ရဲ့ပေါ့နော်ဟိုပြောရမစေအဲစမြတစ်ခုအုတ်မြစ်တစ်ခုဒါပြောလို့ရတယ်ပေါ့အဲ့တော့ကျတော့ပြည်သူလူထုလူကျင်နေပေါ့နော်အမ်ပိုက်ကမ်ပိန်းဒါတကယ်အရင်ပြည်ပြည်သူလူထုလူကျင်နေပေါ့နော်အဲအတိုင်းအတာတစ်ခုသွားကျင်တဲ့ပုံစံတစ်ခုကိုရအောင်သွားနိုင်မယ်လို့ညီတို့ယုံကြည်ထားလို့ပါ။အားကြောင့်လဲဆိုတော့အညာဒိတာမှာ1027လို့မျိုးစစ်စင်ရင်မျိုးနောက်ထပ်တစ်လိုင်း လှိုင်းကြီးကြီးတစ်လိုင်းပေါ်လာလိမ့်မယ်လို့ညီတို့ယုံကြည်တယ်။အဲ့လိုဖြစ်အောင်လည်းကြိုးစားနေတယ်။အဲ့အတွက်ကြောင့်မလို့ဒီ MY campaign ကိုမဖြစ်မနေကူညီပေးဖို့ပြတာရခန့်ချင်တာပါ။အခက်အခဲရှိနေစားရသေးပါလေ။ဒီကပေါ်လူကတော့အဲဒီကတက်ထည့်ပေးပါမယ်နော်။ကိုပေါ်လူက employ တွေတက်ထည့်ပေးမယ်၊ဘုံမိုက်ခဲတို့လည်းတက်ထည့်ပေးမယ်။ကိုနေကလည်းကိုနေကလည်းဒီစင်လာမယ့်လူတွေလည်းအများကြီးရှိနေပါတယ်။ဒါကြောင့်မို့ဒီ MY campaign ကလူတွေကိုပိတ်ပိုက်နိုင်ဖို့တပေါင်းစုတွေဖွဲ့စည်းနိုင်ဖို့ ကြီးရွယ်ထားတဲ့အခြေအနေကမ်ပိန်းမှာဟုတ်ဘူးဘိုဘိုင်ကဲကတနက်9လက်ကြီး9000ကမ်ပိန်းကိုစခေါ်တဲ့အချိန်မှာတနက်9လက်ကိုဝယ်ပြီးတော့ပြည်သူလူထုကိုလိုက်ထွင်ပြခဲ့ပါနော်တနက်9လက်လေးဝယ်ပြီးတော့လိုက်ထွင်ပြီးတော့တိုက်ပွဲဝင်လာလိုက်တာတနိကြောင့်နဲ့ပြင်ပါဘူးဆိုရင်ဘိုဘိုင်ကဲရဲ့နှုတ်ဆောင်ချက်ဆန်းဆောင်တိုင်းပြည်တဝန်းကသိရှိပြီးဖြစ်ပါတယ်ညဉ့်ညံသူစစ်စင်ရင်းနဲ့တိုက်ပွဲဝင်မှုတွေအခြားအခြားကြားစည်ရေးဆိုင်ရာသတင်းတွေကျွန်တော်ပြောပြစရာမလိုတော့အောင်အားလုံးသိပြီးသားဖြစ်ပါ ။ဒါကြောင့်မို့ဒီ end point campaign end point နောက်ဆုံးတော့ပြစ်မှတ်တည်ချိန်ရှောက်အောင်တောင်းမယ် end point campaign ကိုရဲဘော်မိတ်ဆွေပြည်သူလူထုတွေကကုညီပေးပါဦးလို့ပြောရေးကဲဟိုမှာကဲဒီနေ့တော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါအကိုကြီးတို့ကလည်းကျေးဇူးများကြီးတင်ပါတယ်။ပြပပြည်သူများအားလုံး